ုလသမဂ္ဂလူခွင့်ရေးကောင်စီ UNHCR မြန်မာနိုင်ငံအခြေအနေဆွေးနွေးမှုများနဲ့ပတ်သက်၍စစ်ကောင်စီနိုင်ငံသားဝင်ကြီးဌာနကမနေ့ကအောက်တိုဘာ17ရက်နေ့တွင်ရုတ်တရက်ရှိသောဆွဆွဲချက်များကိုကန့်ကွက်ပယ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီထုတ်ပြန်ချက်သည် ကုလသမဂ္ဂလူခွင့်ရေးကောင်စီဆွေးနွေးမှုများကိုဗက်လိုက်မှုရှိပြီးအချက်အလက်များမှတ်ကန်မှုမရှိကြောင်းဆွဆွဲထားပါတယ်။စစ်ကောင်စီနိုင်ငံသားဝင်ကြီးဌာန၏ထုတ်ပြန်ချက်တွင်2025ခုနှစ် ဒီဇင်ဘာ28ရက်မှစတင်ကအဆင့်ဆင့်ကျင်းပမယ့်ထွေထွေရွေးကောက်ပွဲရလဒ်အရာ အနိုင်ရရှိလာမယ့်နိုင်ငံရေးပါတီဖွဲ့ကိုနိုင်ငံတာဝန်ကိုပခုံးလွှဲပြောင်းပေးမည်ဖြစ်ပြီးမြန်မာဦးဆောင်သောမြန်မာ၏ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့်ပြည်တွင်းငြိမ်းချမ်းရေးတည်ငြိမ်ရေးတိုင်းပြည်သားရာဖွံ့ဖြိုးရေးစသည်တို့ကိုဆက်လက်လှုံ့ဆော်မည်ဖြစ်ကမြန်မာနိုင်ငံသားများ၏အခြေခံအခွင့်အရေးများကိုမြင့်တင်ကာကွယ်ပေးသွားမယ်လို့ဖော်ပြထားပါတယ်။ဤရွေးကောက်ပွဲကိုကျင်းပခြင်းဖြင့် နိုင်ငံတည်ငြိမ်မှုပြန်လည်ထူထောင်ရန်နဲ့ဒီမိုကရေစီလမ်းကြောင်းပြန်လည်ဥတည်ရန်ရည်ရွယ်ကြောင်းထပ်လောင်းဖော်ပြထားပါတယ်။ဒါ့အပြင် ကုလသမဂ္ဂလူခွင့်ရေးကောင်စီဆွေးနွေးမှုများနဲ့အစီရင်ခံစာများတွင် စီစစ်အတည်ပြုနိုင်ခြင်းမရှိသောအချက်လက်များကို အများအဖြစ်အသုံးပြုထားပြီးမြမအစိုးရအပေါ်ထပ်တလဲလဲဆွဆွဲချက်များသာ ပါဝင်နေကြောင်းဖော်ပြခဲ့ပါတယ်။ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတနိုင်ငံတွင် ဖြစ်ပေါ်နေသောအခြေအနေများကိုလက်တွေ့ကျကျ ဘက်လိုက်မှုကင်းကင်းဓမ္မတရားအခြေခံဖြင့်ရှုမြင်သုံးသပ်ခြင်းမပြုဘဲဘက်လိုက်မှုရှိကတစ်ဖက်ဆောင်းတဲ့အချက်လက်များကို အမှန်အဖြစ်ယူဆဆောင်ရွက်နေစေဖြစ်ကြောင်းစစ်ကောင်စီဘက်ကရှင်းပြခဲ့ပါတယ်။ဒါကြောင့်ဤဆွေးနွေးမှုများသည်မြမပြည်သူများ၏အနာဂတ်ကိုအနှောက်အယှက်ဖြစ်စေနိုင်ကြောင်းသတိပေးထုတ်ပြန်ခဲ့ပါတယ်။